အလူဒါနလုတ်တဲ့လူနဲ့အလူဒါနမလုတ်တဲ့လူဟာဘယ်လိုကွဲပြားတုံးဆိုတော့မြတ်စွာဘုရားကဖြေတယ်။အလူဒါနလုတ်တဲ့ပုဂ္ဂိုလ်ကတဲ့အသက်ပိုးရှည်တယ်။အစင်ပိုပြီးတော့လှတယ်။ချမ်းသာဒုက္ခပိုပြီးတော့ကြီးမားတယ်။အချမ်းအယံတွေပိုပြီးတော့များတယ်။ဩဇာအာဏာအစိုးရမှုတွေပိုပြီးတော့များတယ်။ဟောရှင်လိုက်တဲ့အခါကွဲပြားချမ်းသာမှုရှိတယ်လို့ဆိုလို့ တရားဆိုတဲ့စွမ်းအားတူတယ်သီလဆိုတဲ့စွမ်းအားလည်းတူတယ်ပညာဆိုတဲ့စွမ်းအားလည်းတူတယ်ပေါ့ဒါတွေတူပြီးတော့မိမိဘဝမှာလူတန်းမှုရှိသူနဲ့မရှိသူအဲ့ဒါလို့ကွဲပြားခြားနားသွားတယ်လူတန်းမှုမရှိတဲ့ပုဂ္ဂိုလ်ကိုလူတန်းမှုရှိတဲ့ပုဂ္ဂိုလ်ကအသက်အာဖြင့်လဲตาရตาလွန်နေအစင်းအယောင်အာဖြင့်လဲตาလွန်နေခြံသာဒုက္ခအာဖြင့်လဲตาလွန်နေ အချမ်းရအကျော်စောအားဖြင့်လည်းတားလွန်နေ